မင်္ဂလာပါကဲဝန်ထမ်းလေးတွေလာစာထုတ်ဖို့အတွက်ကိုဒါမြင့်နေ့တိုင်းစုတဲ့ဝန်ထမ်းလာစာဖြစ်ပါတယ်နော်ဝန်ထမ်းလာစာဒါတနေ့ကို၄သိန်း၄သိန်းစုပါတယ်နော်ဝန်ထမ်းလာစာလေးတွင်းတိုးလာသလိုချူရတာပေါ့နော်အဲ့တော့ဝန်ထမ်းလာစာစုရပါတယ်မြင်းတို့မှမြင့်လို့မျိုးမသိနားမလဲကနေစဈေးရောက်တဲ့သူလေးတွေကိုရည်ရွယ်ပါတယ်အဲကိုကလုပ်ငန်းကြီးရင်ကြီးလာတယ်လို့ပေါ့နော်မြင်းကကြတော့ပညာအားမှလည်းနည်းတော့ကိုယ့်ရဲ့အဲဒီညာအားနဲ့ပဲစသည်ခတ်တဲ့ပေါ့နော်တွေ့ကြုံလာသမျှကိုစဉ်းစားဆုံးဖြတ်ရတာဖြစ်တာပေါ့နော် အဲ့တော့အဲလာစာလေးတွေနေ့တိုင်းကြိုစုတယ်မီတာကားတွေနေ့တိုင်းစုတယ်နောက်ပြီးတော့အိမ်မှာကိုမြင့်တော့ဒီစက်ပစ္စည်းတွေလည်းဝယ်ရတယ်ဟင်းပိတ်တဲ့ဆက်တွေတို့ဒီစသည်ခက်တဲ့တစိမ့်ထုတ်တဲ့ဆက်တွေဒီပစ္စည်းတွေဟာစက်ပစ္စည်းဖြစ်တဲ့အတွက်ချုံရင်းခဲ့ရင်လည်းဒီပစ္စည်းတွေကိုဝယ်ဖို့အတွက်ကိုပတ်ဆက်လေးတွေအခုလိုချိန်နေရကြိုစုတယ်နေ့တိုင်းစုတယ်ပေါ့နော်နေ့တိုင်းနေ့တိုင်းအဲ့လိုတွေစုရပါတယ်လို့နော်စုရပါတယ်ရှင်ဒါဒီထဲမှာဆိုရင်ဒါမြင့်တော့ ကျုံမွေအတွက်ကိုလုတ်ပေးထားရလေရှိသေးတယ်ပေါ့နော်တော်ဝင်နန်းလေးတွေအတွက်ကိုအတိကတော့မြင့်တော့ကအဲ့လိုကြတော့ဟိုလစာထုတ်တဲ့အခါမှာတဲလေးတွေဘယ်လိုဖြစ်လဲဆိုတော့ဟိုဝင်နန်းနေကိုကိုကအဲလစာပေးကန်နေကြရင်အရင်စိတ်ညစ်စရာမလိုတော့ဘူးပေါ့တဲလေးတွေအဲ့ဒီတပန်းကတော့အေးချမ်းသွားတယ်ဒါမြင်းဒီလိုလေးတွေကပြတာအခုမှမဟုတ်ဘူးပေါ့နော်ဒါနှစ်တင်နေချင်းနေပြီဒါတိတဲ့သူလေးတွေကတိတယ်မတိတဲ့သူလေးတွေတော့ကိုပြန်မျှဝေပေးတာမြင့်တိတဲ့လောက်တက်တဲ့လောက်ကလေးပေါ့နော်အဲ့တော့အဓိကမြင့်ကမြင်းနဲ့ယူရပါတယ်မြင့်ကို မြင့်ကိုဒီဟွာဖြစ်တဲ့အဲမြင့်လိုမျိုးပေါ့နော်ပညာနဲ့တဲ့သူလေးတွေအဲကံတရားကြောင့်လုပ်ငန်းလေးတစ်ခုဖြစ်လာခဲ့ရင်စီမံခန့်ခွဲမှုပိုင်းကြီးအတိတ်ကိုအရေးကြီးလာပါတယ်အရန်ကိုအရေးကြီးလာတဲ့စိတ်ညစ်တရားလောက်တဲ့ဒီကိုဈေးရောင်းဝယ်စပိုးတော်ဆိုးသေးတယ်အဲ့လိုကိစ္စတွေလည်းမစီမံခန့်ခွဲမှုပိုင်းကပို့ပြီးစိတ်ညစ်ရပါတယ်အဲ့ကြရင်ဘလိုလေးတွေအဲ့စီမံခန့်ခွဲမှုပိုင်းမှာလူမှုရေးရှိတယ်လို့ငွေကြီးရရှိတာပေါ့နော်အကုန်လုံးကအရေးကြီးတဲ့ကဏ္ဍတွေမှာအကုန်ပါပါတယ် ရေးကြီးတဲ့ကဏ္ဍတွေမှာအကုန်ပါတယ်ပေါ့နော်ဒါဒီနေ့မြင့်လို့ပတ်ဆက်အကုန်မဟုတ်သေးဘူးအကုန်မဟုတ်သေးဘူးဒါ30ဆိုတော့ဒီနေ့29နော်ဒီနေ့ဒီနေ့ကမပါသေးဘူးနှစ်ပြန်ကမပါသေးဘူးဒီထဲမှာပေါ့နော်အဲ့တော့ဟိုကျိုးတင်ပြင်ဆင်ထားတဲ့အရာကတော့အကောင်းဆုံးပါပဲလို့နော်ကျိုးပြင်ဆင်ထားတဲ့အာလကုံမငါလာစာပြေးမယ်ဆိုပြီးတွားယူလာအဲ့ရလာစာအဲ့ဒီပတ်ဆက်တွေကကိုယ်ကရင်းနေတဲ့ပါသွားတာမျိုးတွေပါလို့ဆိုရင်လကုံကမိကြရင်စိတ်ညစ်ရတယ်ညရတော့အမြဲတမ်းဝန်ထမ်းလာစာလေးတွေကိုအမြဲတမ်း ပြင်ဆင်ထားတာဖြစ်ပါတယ်ပေါ့နော်ပြင်ဆင်ထားတယ်ပြီးရင်သူတို့တွေကိုဂျုံမွေးကိစ္စလေးတွေအဲအလူမျိုးလေးတွေပေါ့နော်အဲ့တော့မင်းတို့ရှိမှကြတော့လာစားကြတော့ဝန်ထမ်းတွေရရှေ့ရောက်တာနောက်ရောက်တာနဲ့မဆိုင်ဘူးတော်ရင်တော်တဲ့သူလာစားတိုးတယ်အနှစ်ချီလာအများကြီးလုံနေပြီးတော့အဲလာစားကိုထိုက်တဲ့တလောက်အဲမတိုးဘူးဆိုရင်တော့ကိုယ့်အရေးချင်းနဲ့ပဲဆိုင်နေပေါ့နော် ဝန်ထမ်းတယောက်ကိုမြင်ဘက်ကထုတ်ပယ်လိုက်တာတခါမှမရှိဘူးဘလောက်ဆိုးဆိုးဘလောက်အဆင်မပြေပြေရအောင်ဆွဲခေါ်ရအောင်တုံတင်တော့အဲ့လိုလက်မလွတ်ချင်ဘူးအဲ့လိုတိုးတက်စေချင်တာလေအဲ့တော့ကို့အတွက်ကြီးကိုကြီးတာမသူတို့အတွက်ကိုကြီးလို့တာကိုကဒီလောက်ထိစိတ်ရှုပ်ခံကောင်းရှုပ်ခံပြီးတော့သူတို့ကိုဒီကိုရီလုတ်တွေနဲ့မကိုက်ညီတဲ့အဲအချင်းလေးစိတ်ခံစားမှုတို့ရအောင်မြင်မှာပြင်ဆင်ပေးရတဲ့ပိုင်းရတော့ဒါမြင့်ရဲ့စေတနာပေါ့နော်သူတို့တွေသိတယ်အဲ့ဒါမလို့ လာတာနဲ့တော့အဲ့နေရာမှာစိုင်သွားပြီလို့အမြဲတမ်းပြောတယ်။ကိုကဆရာလှုပ်ချင်ရင်ဆရာလှုပ်လှုပ်ရမယ့်နေရာကိုကြိုးစားကိုကသူများကိုလည်းဆရာလှုပ်ချင်တယ်ကိုကိုယ်တိုင်လည်းမသိမြောက်မတက်မြောက်ဘူးကို့ကိုလာဆရာလှုပ်ရင်လည်းမကြိုက်ဘူးဆိုရင်လည်းအဆင်မပြေပြန်ဘူးလောကမှာလွယ်အိတ်လိုလူမျိုးတွေအများကြီးရှိတယ်နော်ဘေးတိုက်တယ်လေရှိရလည်းမသွားဘူးနောက်ကလည်းမလိုက်ဘူးအဲ့ဒီပုံမှန်လဲလာတာတွေကကွာသွားတယ်မြင့်ရှိမှာတော့တော်ရင်တော်တဲ့သူကတော်ရင်တော်တဲ့သူခံစားခွင့်ရှိရဲ့လာတာဘောနော် အချိန်တိုတိုလေးနဲ့အဲ့တော့အဲ့လိုမျိုးအချိန်တိုတိုလေးနဲ့မှရှေ့ရောက်နောက်ရောက်ပြီးတော့မှလာစာတိုးသွားတဲ့ဝန်ထမ်းတွေရှိခဲ့ရင်လေအလောက်ကြမြင့်စွာလုံနေပြီလာစာမတိုးတဲ့သူကမနာလိုခွင့်မရှိဘူးเนาะသူ့လိုစူးစမ်းရင်သူ့လိုရမယ်မြင့်အစိတ်တပိုင်းဆိုင်ရာနဲ့ကတော့အရန်ခယူဆိုင်တဲ့အိမ်မှာဝန်ထမ်းတွေပါဆိုမြင့်ကိုယ်တိုင်ကလူငယ်တယောက်ဖြစ်နေတဲ့အတွက်ကြောင့်အုပ်ချုပ်ရတဲ့ခါမှာကိုယ်မလေးမစားလည်းမရဘူးကိုယ်လည်းသူတို့လေးလေးစားအောင်နေထိုင်တယ်เนาะလေးစားအောင်နေထိုင်တယ်အဲ့တော့ချစ်ကြောက်ယူသေးပဲဖြစ်စေဖြစ်ချင်တယ်ယုံကြောက်တော့မဖြစ်ချင်ဘူး အဲ့တော့ online မှာနဲ့ပတ်သက်ရင်တော့မြင်ရစီကံပိုင်းကတော့ကိုလိုဇွန်းကြပကံချလိုက်ပြောနေတဲ့စီကံမျိုးမဟုတ်ဘူးလူငယ်တယောက်ဖြစ်တဲ့အတွက်လူငယ်ရဲ့လွတ်လပ်ပိုင်ခွင့်နဲ့ကုန်ပေးတဲ့အလုံးနဲ့ပတ်သက်ရင်တော့အလုံးနဲ့ပတ်သက်တဲ့အတိုင်းလုပ်ငန်းပေါ်မှာလှုပ်လာတဲ့တက်တန်းနဲ့အပိုင်းအဲ့လိုမျိုးလေးတွေတော့ပြောတာဆိုတာတော့ရှိတာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့မြင်ပဲဝန်လောက်မှာမြင်မငါစကိုသားသမီးကိုပြောတဲ့လိုမျိုးမပြောစီးထားတယ်အဲ့တော့ ါလို့လဲဆိုတော့သူတို့လောက်တာဘူးမှမသိဘူးကိုပြောလိုက်တာပဲလူသိမှာအဲ့ဒါကိုအရင်တီတာဝင်ဒီကက်ကဆိုရှယ်မီဒီယာခေဖြစ်တယ်အဲ့တော့အများကြီးတီထားရတယ်တကူကူကိုကိုထောက်ပြမယ်ဆိုရင်ကိုကသူတို့ကလက်ညှိုးတစ်ချက်ထိုးရင်သူတို့ကိုပြန်ထိုးနိုင်လို့ဆယ်ချက်ကကိုမှအများနဲ့တတိချိနေရတယ်အဲ့လိုမျိုးရှိတယ်အဲ့တော့ဒါပုပ်ပွေလင်းလင်းပြပြဒါအခုပြောနေနမဝန်ထမ်းတွေရှိတယ်ဒါမြင်မြင်တဲ့သူတို့ဘာလို့သူတို့လည်းတစ်ချိန်ကြရင်မြင့်လိုမျိုးပိုင်ရှင်ဖြစ်လာနိုင်ဘူးလို့မပြောနိုင်သူတို့ဆိုမြင့်နေတော့ပညာတွေတက်ကြတယ် တော့ပညာတတ်ရင်တခြားဟာတွေကိုပြန်ပြီးတော့ဘာတွေကိုစီးပူးနိုင်လဲအမြဲတမ်းမြင်ပြီးရတယ်သူတို့အတိရောအလုတ်ကောအဲ့ဒါမျက်ရှိမှာကျတော့အလုတ်တစ်ခုဥမှာပြဿနာတစ်ခုဖြစ်တယ်ဆိုချက်ချင်းတဖြစ်ရှင်းတော့အကျွေးမတောင်းနေပညာတမတောင်းအညာအချင်းချင်းအကုန်ထချင်းကားပြောရှင်းကားတစ်ဖြစ်နောက်နေအကျွေးမျိုးဘာလို့မြင်းတို့က online မှာဈေးရောက်နေတာဖြစ်တယ်စိတ်ရွှင်မှာလက်ရွှင်တာစိတ်ရွှင်မှာစင်းရင်းစရာတွေလောက်ကန်ရတာအဲစိတ်ကြည်ကြည်လန်းလန်းဆန်းဆန်းရှိမှာတက်တက်ကြွကြွရှိမှာအလုတ်ဆိုတာရောင်းပန်းတာဝယ်ပန်းလှအဲ့လိုသူတို့ကိုယ်တိုင်ကစိတ်ရှင်လက်ရွှင်တော့သူတို့ ပင်မမှုတတ်တာတယ်ကိုကစိတ်မရှင်ဘူးဆိုရင်အလုပ်ကြီးကတော့ဒါပိုင်ရှင်သူများအလုပ်ဖြစ်တော့တော့လုပ်ပေးနေရတော့သူတို့လည်းနှစ်ဆသုံးဆပင်မနေဒါကိုလည်းမြင်မြင်တောင်ပြတယ်အဲ့တော့သူတို့စိတ်တွေကိုပဲရှင်းနေအောင်မြင်အောင်မြင်အောင်ရှင်းထုတ်ပေးတယ်အရင်ဆုံးသူတို့တတ်တာလို့အဲ့လိုမှမဝင်သူတို့အလုပ်ကလောက်ရမှာပဲအဲ့မှာကိုကစိတ်ကမရှင်ဘူးဟိုလိုမဖြစ်ဘူးနောက်ဆက်တွေဖြစ်နေတယ်ဆိုရင်သူတို့ကိုပင်မနေအဲ့မှာအမားတွေပိုင်ပိုင်ရှင်ကပြောရင်သူတို့ခံရအောင်မအဲ့တော့သူတို့မြင်နဲ့မြင်အောင်လို့ပြောပြတယ်ပေါ့နော်ကဲကျေးဇူးများကြီးတင်ပါတယ်ရှင်ဆက်ထပ်ထည့်ရအောင်မကျန်သေးပါဘူးအေးကျွန်မကျန်သေးရ ပြင်းစားကြပါအောင်၄နာရီခွဲညင်းခုမှမနက်တော့လားဟန်ကြီးယောမနက်ကဒါမြင့်လှူတဲ့ပြီးဆုံးပင်ရွှေကောင်းဟန်ကြီးယောခုမှပဲအကြစားလာတာဟွန်းမအဲ့တယ်ရမပြတ်ဘူးတောက်ရောက်လာတာလေးကမနက်ကမြင်လှူတဲ့တဲ့ဒါမြင်ရောင်းတဲ့ ဂျူးမြေရဲ့မြေပဲဆိုင်ရဲ့အနီးတူရဲ့ဘာသာကြောင့်ကြောဒါမနက်ကပြီးရောပေါ့နော်အဲ့လိုလေးလူချင်းနေရကြာတယ်ဒီပေးနေကောင်းလိုက်တာကြော်လဲအင်း ိမှုတွေရောခေါ်ရကားတွေရောအာလူတွေရောပဲဆောင်ကားတွေရောခရမ်းတွေရောဆုံးမဟွန်းပဲလေကောင်းတယ်ပါမြေပါလာကြောင်ကြော်လေးရလဲကောင်းမကောင်းတက်တော့လုံးဝမထဲဘူးမြေအသားကြီးပဲကြော် mà nó gần lula anh ta mà bé đi nè chơi ngay thì là chúng ta chơi đấy khay anh đi nè đấy khay anh đi nè không chơi ngay thì là bé đi nè chúng chơi thành anh em thấy luôn 硬南。Yeah. ဘာကစားလဲလာပါတယ်လေတို့ရေအခုမျက်ရှိမှာလေဝဝက်ကွက်ရောင်းနေရတာမမမြဓာတ်နှံ့နှံစိမကြီးယောတော့မြအမီးကျွေးတာမမတို့ကြိုက်မှာဝဲဒါမှစားစေချင်တာတကယ်ကောင်းလို့မြင်းကစားစေချင်တာတော့အတပူကုံတပူဖောက်တနေတော့ဘာတပူကုံကိုဖောက်တကယ်ကိုစားစေချင်တာဘယ်သူမှမတို့တိုင်းနဲ့တပူလို့မကုန်ဘူးနော် ဲ့တော့အိမ်မှာဝက်ဝက်ကွက်မမမြောက်ရောင်းရတာကွက်မမမြောက်နေနောက်ထပ်မြင်းအိမ်မှာတင်ရောင်းမဲ့ပစ္စည်းလေးရတော့ဟောဒီမှာပါလို့နော်လက်ဆောင်ပေးရင်လည်းအရန်လာပြီးတော့နော်ဒီမှာဒီမှာမြင့်ပြမယ်နော်ဒေးလေးတင့်တော်ပြီးတော့ပေါ်တက်လေးလို့ရနော်ဒီမှာဒီမှာဒီမှာနော်ဒီမှာဒီဒီချောက်ပေါင်းယူလေးဆိုရင်ဒါပေါ့နော်သမင်းနေစာပြပြနဲ့ပြရင်လည်းလောက်ထားတာတထုပ်ကို9000တဲလေးလိုရဲ့နော်လက်ဆောင်ပေးရင်လည်းအရန်လာညနေပန်းလဲလာအေးသွေးလဲကောင်းနော်ပြီးအဲ့တော့ထပ်ပြောမယ်ဒီမှာမမမြအထုပ်တဲ့ဒါတော့မြင့်စားဖို့ထည့်ပေးလိုက်တာဘူဂျီကို မကြည့်ဘူးပဲစင်းကိုပဲကြိုက်တဲ့သူတွေတော့မမွရွရလေးရဲ့အရင်ဆုံးဘသူကိုရည်ရွယ်လဲဆိုတော့တော်မကောင်းတဲ့လူကြီးသူမတို့မြင့်ရည်ရွယ်ပါတယ်တကယ်မမွလေးပါနော်မွပြီးမွေးနေတာပဲပဲစင်းကတော့ကျမကြီးရဲ့ရှုထောက်ကကျင်းနေအရင်အားကောင်းတဲ့ထက်မှပါတယ်ဟင်နော်ဒါလေးခဏတာမင်းတို့ကကိုကအချင်းကြိုက်တဲ့လူဆိုတော့အချင်းမက်ကိုဖောက်ပြမလို့နော်ခဏလေးရထားလိုက်မနော်အထုပ်ကိုဖောက်လိုက်တာနဲ့ကိုသက်တွေမွေးနေရပဲမကြည့်ရောပြီးတော့ထုပ်ပိုးမှုကိုပြမယ်မကြည့်မမမြရဲ့အော်နားကြည့်ကဲဒါ900ကျွဲမတန်ရှိသော နော်သူ့ရဲ့အမုံလေးပါတယ်အကြိုက်တွေးတဲ့သူတော့အဆင်ပြေမှာပေါ့နော်အမုံပါတယ်မှတ်ကြည့်အောင်ကဲဒီမှာကျောက်ထုတ်ပိုးမှုလေးရလား9000ကတော့ကွယ်ထုတ်ပိုးမှုကတအားတန်လုံးလို့ဒီမှာမြင့်စီမှာကြတော့လက်ဆောင်လေးဧည့်ပြန်နေအရင်ရှိတယ်ဧည့်သည်လာတာဧည့်သည်ပြန်လာလို့ရှိတယ်အဲ့တော့ကြောင့်ဒီဒီယာကအရင်လဲကရော့အရင်လဲလာတယ်လက်ဆောင်ပိတ်ရင်လဲအရင်လာတယ်အရသာပိုင်းတော့မြင်စားပြီးသားဘာလို့လဲဆိုတော့မမမြအောင်မြင်ကြောင်ညာပေးခဲ့တာတင်းတလားတော့မကြရက် ဒီဒီဒီမကြီးဟုတ်ပဲပြောရမယ်ဟုတ်တယ်မကြီးဟုတ်ညကောင်းရဒီအမမလို့ကောင်းနော်ဘုထမင်းစားပြီးတော့ဟိုကဘာလဲဆိုတော့သူကလေသမယာတိရဲ့ပေါင်ပေါင်ပေါင်တကြရတယ်ပေါင်တကြရဲ့ပြားရည်ရလောက်တာတဲ့လေလို့နော် စစ်စရာမပါဘူးတယ်ပေါင်းကြတယ်မကြောတို့ငါတို့ဘုံတို့နေတို့ငါတို့ဆောက်တို့မြင်းစားတာနဲ့တို့ခဏတို့ရှစ်တို့ကိုတို့ဆယ်တို့ဆငါတို့ပါတယ်အထက်ထဲမှာနေမကြည့်အောင်နော်ဒီမမမြဒီဒီဟာလေးကလည်းကိုအိမ်မှာမိသားစုကြည့်တဲ့ TV ဇင်လေးမှာရှိလဲအ TV စပွဲဖို့လို့ပေါ့တင်တာသမင်းဆိုင်ဝါမျိုးရှိလဲသမင်းဆိုင်ဝါမှာတင်တာမိစက်ရောဆိုတော့ပိုစားလွယ်တယ်ဘာကြောင့်လဲသမင်းစားပြီးအစိုက်တောက်လဲဘိုက်မှာပေါ့နော်အစာအစိုက်တောက်ဖြစ်တာလဲကင်းရှင်းနဲ့ကိုကလေးတဲ့အငန်းသားတွေစားထားရင်လည်းဒါလေးကသွေးတူး သွေးတိုးကြရတဲ့ဒန်းနွန်နွန်စီအမုံလေးနဲ့လှုပ်ထားတာတောင်တောင်သွေးပေါက်ကြရတဲ့သူတော်မှစားလို့ရပါတယ်တဲ့တော့မကြီးဘက်ကိုအားတာတယ်သူကဒန်းနွန်နွန်စီအမုံကနည်းနည်းလေးတော့ထိန်းထားတာဖြစ်တယ်တော်တော်များများအိမ်မှာလေးအမီးကျွေးရင်လေးနည်းနည်းကျွေးရင်နှစ်ပလောက်ဝယ်သွားတယ်ဟေးဟေးကျေးဇူးတင်ပါတယ်မမ့်ပိုင်ရှင်မမကြီးကျေးဇူးများကြီးတင်ပါတယ်တို့ကတော့ရှမ်းမာလေးကော်ဖီတောင်နီးမှန်လို့တဲ့ဝိတ်တွေရှယ်ကြတာတဲ့လာစင်မိန်ကလေးကိစ္စတွေအားစအယမ်းမှန်တကယ်ကိုတောက်တဲ့သူလားအဲ့ဒီ review အရန်ရတယ်တောက်တဲ့သူတိုင်းတဲ့တောက်နီးမှန်တဲ့သူတိုင်းဆိုပုံမှန်တဲ့သဲလေးတို့200ဂရမ် 300ဂရမ်100ဂရမ်100ဂရမ်အခုပစ္စည်းမာထားတယ်တနင်္လာနေ့မှရောက်မှပြတ်တာနော်ဒါက300ဂရမ်ဒါက200ဂရမ်100ဂရမ်1200ဂရမ်2300ဂရမ်3000ကလေးတို့နော်မြင့်တို့တကယ်ကိုမှမိန်းကလေးတွေတလားတလားကြုံတွေ့ရတဲ့ဒီမိန်းကလေးတမတာမျက်ရှိမှဆိုတာသွေးသုံးသားသောအန်တီတွေကိုဝယ်တာများတယ်။ဘာကြောင့်လဲဆိုတော့မြင်းကအရင်တော့ကြော်ညာတော့မိကိုယ်တိုင်းလည်းကြုံတွေ့လာတမတာကိစ္စလေးတွေကောင်းတယ်ပြောတော့သူတို့အဲ့ဒါလေးတွေးမိပြီးတော့ဩသူတို့လည်းကြားမလားမသိဘူးဆိုပြီးတော့ပေါ့နော်ဒီလိုမျိုးလေးတွားမလား အစဉ်ပြေလောက်လာမသိဆိုပြီးတော့ဝယ်တောက်ကြည့်ရင်းနဲ့ကနေပြီးတော့အဲ့ဒီ result ကို customer ကိုယ်တိုင်ကိုကပြန်ပြောပြလို့မြင်ရလဲအိမ်မှာလာတဲ့ customer လေးတွေပြောမှသိရတာလေနော်အဲ့ဒါကိုမြင်ရလဲပြန်ပြန်ပြောပြတာတကယ်ကိုတလားတနာမိတ်ကလေးကိစ္စကြုံခဲ့တာကောင်းနေခဲတာတို့ဥမာပေါ်တော့ဒီကိစ္စတွေကဟိုတွားတော့တွားတယ်ဆိုပေမဲ့မြများသသမရှိဘဲနဲ့ဒီဓမ္မတာကနဲတာပေါ့နော်နဲတော့လူမအသားရေပိုင်းမှာကောနေရထိုင်ရတဲ့ခနာကိုရဲ့ဤတာပေါ့နော်အဲ့လိုအပိုင်းနေမှာဆိုရင်တော်တော်လေးကိုအဆင်ပြေတယ်နောက်တစ်ခုဒီမှာကြည့် အဲ့ဒါမြင့်ထိုင်းနေတော့ဘိုက်ခေါက်အဲ့လောက်ပဲရှိတယ်နော်ထလိုက်ရင်ပျောက်သွားမိန်းကလေးတော်တော်များများကဘလောက်ပဲဘိုက်ခေါက်မရှိပါဘူးပြောပြောတွန်တင်းရောင်လောက်တော့ထိုင်ရင်ထွက်တယ်ဒါမြင့်ထိုင်းနေတော့တော့ဘိုက်ခေါက်မစိုးဘူးလို့ပြောလို့ရတယ်မြင့်ခန္ဓာကိုဝိမ့်နေကိုထလိုက်မရှိတော့အဲ့တော့မြင့်ကိုတွေးတဲ့သူတိုင်းဟိုအရင်လားတွေးပြီးဒီအရင်လားပြန်တွေးတဲ့သူတိုင်းလည်းမှတ်မိတယ်ဘာကြောင့်လဲဆိုဘာအောင်မှတ်မိတော့ခန္ဓာကိုကြာသွားတော့ပို့ပြီးတိတာတော့နော်နောက်တစ်ခုကလည်းဒီမမမြအောင်ဖြစ်ကုန်မမမြကြောင်ညာနေနဲ့ဆက်သွားတော့ဂျောငန်ကလေသူကဘာလဲဆိုဒီရှမ်းမာလေးအာရဗီကကလေသူအစာစားခြင်းစနစ်ကိုဖျက်ပြီးတာ အများကြီးမဟုတ်ဘူးစီးနဲ့ကန်းနဲ့အဲ့လိုမျိုးတွေ့ကြရအောင်အရင်စားချင်စိတ်တွေတော့တအားမဖြစ်ဘူးမြင့်ဆိုရင်ကွာတိရမလားအစားတော့အရင်တောင်းညံ့နေသူအခုဆိုရင်မြင့်မှာအစားတော့ကိုအရင်တအားကြီးထမင်းစားချင်တဲ့စားတယ်ဒါပေမဲ့ထမင်းနှစ်ပကံထပ်ထည့်ရမယ့်နေရာမှာတစ်ပကံလောက်ပဲစားတယ်နော်စနစ်နဲ့ပေါ့နော်စားချင်စိတ်ကိုဟိုလိုဖြတ်ပလိုက်တာမဟုတ်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့တက်တဲ့ weight တဲ့ပုံမတက်တော့ဘူးအခုဆိုမြင့်ကျသွားတဲ့ weight ကိုပြန်မတက်တော့ဘဲနဲ့ မြင်းတို့အသက်ရပိုင်းဆိုတော့ဒီလမောင်းကြီးတိုးရလာပြီအခဏကိုအချိုးစားတယ်မညီတော့ဘူးအစီအခောက်တရားလေအဲ့ဒါကကျတော့စားတော့ကုန်ရောင်းနေသူဆိုပိုးဆိုးတယ်ညော်တို့စီးတို့ဝတာပေါ့နော်အခုဆိုရင်မြင်းအသားကြီးကျစ်လာတယ်နော်ပြောမယ်ဆိုရင်ပေါင်ကဒီပေါင်ပဲပြောရရင်ဥပမာဥပမာပဲပေါင်ကဒီပေါင်ပဲခဏကိုကြီးရအသားကြီးကမပွားတော့မယ်အသားလေးကကျစ်လာတယ်အဲ့ဒါကိုပြောချင်တာတော့မြင်းအခုပေါင်140ကနေပေါင်ကတော့ကျသွားတယ်ပေါ့ကိုကိုကိုလည်းသိတယ်အိမ်ကြီးတွေလည်းခြောင်သွားတယ်ဒါပေမဲ့ကျသွားတယ်ပေါင်သွားမချင်ရသေးတာတွေ့တဲ့ကြောင့်140တော့မှတ်မိတယ်အကျသွားတော့ဘယ်လောက်လဲမသိသေးဘူး တော့ကြာတာတော့ကြာပါတော့တိတယ်ဘာသောအင်ကြီးတွေပြန်တော်နေလို့လေဒါတော့အစ်စ်ဝတ်တာပေါ့ဟိုအဟောင်းအင်ကြီးဝမ်းကျက်လေးတွေပြန်ဝတ်ကြည့်ရကမှာတော်တော်လေးကိုချောင်းနေတာညာဝတ်ကြည့်ရကမှာအဲ့တော့ဒီရှမ်းမာလီကော်ဖီကဒါကော်ဖီမုတ်စစ်စစ်တမျိုးတည်းသာဖြစ်ပါတယ်ကော်ဖီမုတ်စစ်စစ်တမျိုးတည်းကိုယ့်ဘာကိုနှက်တောက်တောက်ဘာတောက်တောက်ဒါပေမဲ့ဝိတ်ကြခြင်းနဲ့သူကျမ်းမာရေးရှူတော့ကအသေးစီပုံးနှစ်ပိုင်းညာအဲ့လိုကြခြင်းနဲ့သူဆိုရင်တော့ပြားရေးစစ်စစ်အဲတမယာတိဒါမှပလိန်နော်ဆော့ဆော့တောက်ခါစားတော့ကိုရှာနဲ့ဒီယာနဲ့ကတော့တိတ်အဝင်ခွေးမကြသေးဘူးရှာနဲ့ပေါ့နော်နောက်ကျတော့စင်ပြေသွားလိမ့်မယ်လုံးဝရင်မတော်ဘူး အလုံးသမင်္ဂလာပါလို့ဒီမှာမြင့်ရှီမှာအသင့်ဖျော်တော့တဲ့ချိုစိတ်နဲ့ချိုခါးနဲ့ခါးစိတ်နဲ့နော်အဲချိုစိတ်နဲ့ကိုမကြခင်ရပါတော့မယ်တကယ်မြင့်ကြိုက်လို့ပြန်ပြီးတော့ဒါဒီပစ္စည်းလေးကိုလက်ခံလိုက်တာဖြစ်ပါတယ်ဘာကြောင့်လဲအဲကော်ဖီတော့မှန်တော်ညားလဲမြင့်ရောက်နေတဲ့ရှမ်းမာလေးရောငန်ကော်ဖီလို့သူကတော့ပလိမ့်မဟုတ်ဘူးပေါ့နော်အမုတ်တီးတာမဟုတ်ဘူးအဲ့တော့ကတ်စတမာရဲ့အနေနဲ့ကြိုက်တာကိုရွေးချယ်လို့ရတယ်မြင့်ကဒါလေးကိုဘာကြိုက်လဲဆိုတော့ပြမယ် နော်တခါတည်းမြင်ဖောက်တောက်ပြီးဖြောတောက်ကြည့်လိုက်တာနော်အဲ့တော့မြို့အမဲတမ်းမေးတယ် customer လေးတွေလည်းမေးတယ်ဗာမေးတယ်မြင့်ကြီးဒီကကတခါတည်းတန်းဖြောတောက်ရတာလားလို့စီတကြားတဲ့ရသေးလားတချို့ကြတော့ဒီလိုအတင်စားဖြောတောက်တာကိုလိုချင်တယ်ဒီမှာကြည့်လိုက်အောင်ဖောက်ပိုးမှုအရန်ကျွေသွားတဲ့နာမည်ကဒီရွှေဧည့်တဲ့ကဒါကလည်းယူဝငံပဲနော်အဲ့တော့ပြီးတော့ဒီရဲ့ ီထုတ်ကုန်ရဲ့ဒစိမ့်နာမည်လေးကိုမြင့်အရန်သဘောကျတယ်။မြင့်ကလေအစားတော့ထုတ်ကုန်တွေကိုလေအင်္ဂလိပ်နာမည်တွေတက်လေမြန်မာနာမည်ပေါ့နော်မြန်မာစာတွေနဲ့ဆိုရင်တအားနှစ်သက်တယ်။ဒါတော့မြင့်အကြိုက်ကလေးကိုပြော့ပြတာ။ဘာကြောင့်လဲဘူးနာမည်တွေကြမြင်မဖတ်တတ်လို့။နော်ကိုလိုမျိုးမဖတ်တတ်တဲ့သူလေးတွေရှိရင်လည်းအဆင်မပြေလို့အဲအဲ့လိုပြောတာပေါ့နော်မြင့်။မကြီးဒီလိုအထုတ်ကလေးတွေဒီလိုအထုတ်ကလေးတွေတခါတခါဖြောတောက်ကလေးတွေဒါဒါကဒါကမျိုးမှမသိဘူးဒါကဒီဘက်ကဘာ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 စိတ်အဲ့ဒါကောက်ကူးငါကြည့် ဒါကခေါစိတ်နော်ဒီဘက်ကချိုစိတ်နော်မျိုးလုံးနဲ့မှကွင်းကွင်းကွက်ပြင်းမြင်လိုက်တာဘသူ့အတွက်လဲအင်းရယောက်ျားအတွက်ဘာလို့လဲသိလားတစ်ခါတစ်ခါတော့ပေါ့နော်တစ်ခါတစ်ခါဖြော်တာလေးတွေတောက်ကြည့်တဲ့အခါမှလေတကယ်ကောင်းတယ်သူက2မိနစ်လောက်တော့နှံ့ရသေးတယ်တဲလေးတို့နော်ဒီမှာကြည့်ဒီလိုလေးပါရှင်ထုတ်ပိုးမှုကလည်းအရန်လာတယ်နော်ထုတ်ပိုးမှုကလည်းအရန်လာတယ်တဲလေးတို့နော်ဈေးကလည်းတင့်တယ်တယ်နော်ဈေးတင့်ဈေးတင့်တယ်တို့ပစ္စည်းတကယ်ကောင်းတာ ဘာကောင်းတာလဲဆိုတော့တောက်ကြည့်တဲ့ကောင်မလေးတောက်မြိတ်အဲ့ကိုလေးအခုမတ်ပိုင်ရှင်အခုလာမိတ်ဆက်တဲ့ချိန်မှာပြောနေရင်းနဲ့ဖောက်တောက်တယ်ပြောတယ်တောက်ရင်းတောက်ရင်းနဲ့အဲ့ကိုနဲ့မြင့်နဲ့အချင်းတော်တော်ပေးပြီးစကားပြောတယ်ဘာလို့အဲ့အချင်းဟာမြင့်ဒီကော်ဖီရဲ့အရာတော်ချက်ချင်းပြောပြချင်လို့အဲ့ဒါနဲ့တောက်နေတော့ဘာဘာဆက်ရလဲဆိုတော့ခရင်းချင်း ဲ့ဒါလေးကိုသဘောကျတယ်ပြီးတော့ခြုံစိမ့်ဆိုပြီးမဲ့လို့ဟိုလိုကြီးခြုံနေတာမဟုတ်ဘူးအသင့်ဖြော်တောက်ရုံပဲအဲခါစိမ့်ဆိုပြီးတော့လည်းအရန်ကြီးခါနေတာလည်းမဟုတ်ပဲနဲ့မြင်ရတော့ခြုံစိမ့်နဲ့ခါစိမ့်ဆိုရင်မြင်အချိုမကြိုက်တဲ့သူဆိုတော့ခါစိမ့်လေးကိုအရန်ကြိုက်တယ်တေချာပေါက်မြင်နေတိုင်းဟွန်းပိုက်ဖြစ်တော့မယ်နော်တကယ်တကယ်အော်တ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 ော်နော်ထုတ်ပိုးမှုလေးကလည်းအရန်လာတယ်နော်အဲ့တော့တမူထူးတာပေါ့နော်မြင့်အနေနဲ့ကတော့တခါမှတော့မမြင်ဘူးတော့မြင့်အနေနဲ့ပေါ့နော်မြင့်မမြင်ဘူးတော့အရန်သဘောကြတယ်နော်ပြီးတော့ဒါဒါကြတော့မြင်းတို့ရွာငယ်နော် ကောင်းငန်းတော့ရွာငန်းရဲ့အချစ်ပိတ်တည်းရရှိပြီးသားအဲ့တော့နော်အဲ့လိုအသင့်ဖြော်တောက်ခြင်းနဲ့သူလေးတွေအလုံမာယုံမာနော်ကိုခီးကရင်သွားလို့ခီးနားတဲ့နေမှာကိုကကိုကိုကိုရွနွေးလိုက်အပေါ့ဆိုင်ရရွနွေးနဲ့ကိုကော်ဖီလေးနဲ့ဖြော်တောက်ခြင်းနဲ့အစင်သိမ့်ရတယ်နော်တကယ်တော်တော်ကောင်းအနံ့လေးမွေးနေရပဲနော်နည်းနည်းတကယ်မွေးနေရပဲတော်တော်လေးဒီထုတ်ကလေးတော်တော်ချစ်နေရချစ်စရာ ကဲဒါကတော့မြင့်အိမ်ကရောင်းကြတဲ့မနှောပြုံမေပေါ့နော်မကြခင်လည်းမြင့်ရှိပြန်ရောက်ပါတော့မှာနော်မနှောပြုံမေတွေအဲနိုးတိုက်မိခင်တွေတောက်လို့ရလားဆိုတော့တောက်လို့ရပါတယ်တဲလေးလို့နော်သူကနိုးတိုက်မိခင်ဆိုမှတော့ဒါတတမိမိတွေဒါမွေးဖွားပြီးပြီဆိုရင်ဒါမကောင်းတဲ့မိန်းကလေးရဲ့ဒီအသွေးသားအပူအပုတ်တွေပေါ့နော်မကောင်းတဲ့ဟာတွေဆင်းသွားတာပေါ့နော်ကောင်းတယ်တကယ်ကောင်းတယ်မြင့်လည်းဒါရင်ခုန်နေတယ်ပြန်ရောင်းရဖို့ဘာလို့အရင်ကောက်ကပစ္စည်းပြတ်သွားလို့ပေါ့နော်ပြတ်သွားတာရဲ့မြင့်တို့ဒီပစ္စည်းမလောက်တာရဲ့ပေါ့ မလောက်တာရဲ့ကြောင့်ပေါ့နော်အခုမကြခင်ပစ္စည်းလေးပေါ့အချိန်တော့တိတ်စာမသိရသေးဘူးဒါမြင်မြင်ရလဲပြန်ရောင်းနေဆိုတာဒီနေပြီးတော့ကိုယ်စလဲအမရှိရနေပဲပြန်ရောင်းတာအဲ့တော့နေပြီးတော့ကိုယ်စလဲအမပေးတဲ့အချိန်မှာမြင်းတို့ကစောင့်ရတာပေါ့နော်အဲ့တော့မနှောပြမေကမြင့်ရှိမှာအခုချိန်ဒီလာမေးကြတော့မြင့်မတင်သေးဘူးလားအဲမနှောပြမေမရောက်သေးဘူးလားမြင့်အရင်ရောင်းရတာလေနော်တော်တော်ရောင်းရတာဟိုအမတို့ဘူးယူနော်ဟိုကတပတ်ကိုနော်ရှာနေ ਉ အခုတော်တော်ရောင်းရတာတပတ်ကိုရှာနေ ਉ မှလေးပြောရရင် ပစ္စည်းလောက်တိုင်းသာဆိုရင်တော့မနည်းွယ်ရောင်းသွားပစ္စည်းရတိုင်းသာဆိုရင်သူကအဲပစ္စည်းကောင်းတော့ရှားတာပေါ့နော်ပြီးတော့သွားယူရတဲ့နေရာတွေကလည်းဒီဟိုဝေးကချင်ပြည်ဘက်ကဆိုတော့အဲ့လိုလေးတွေရှိတယ်အဲ့အမှနောက်ပိုင်းမြင်းတို့ဒီငွေရင်းတွေပါပြည့်တယ်ဆိုတော့မြင်းသိမယောင်းပြစ်တော့မြောင်းပြစ်တော့ပစ္စည်းလိုတလောက်မရတာလဲပါတော့ဟိုဘက်ကဒီကိုစလေအမကလည်းသူ့မှာပြန်ရောင်းစရာနဲ့ကိုကရောင်းနေတာနဲ့အဲ့လိုလေးတွေပြတော့ခဏနားလိုက်တာပေါ့နော်အခုတော့ပစ္စည်းလေးအဲဟိုဒီနေ့ကအမကိုဆက်သွယ်ကြည့်ရောအဲ အဆင်ပြေတယ်ပေါ့နော်ပစ္စည်းလေးတွေပြန်ဝင်ရင်သူလည်းရောမှလုံလုံလောက်လောက်တိတ်မရသေးလို့ပေါ့နော်ရရင်မြင့်ကိုပြန်တင်ပေးပါမယ်အမြင့်အဓိကတော့မြင့်ရဲ့ customer လေးတွေကြောင့်ပေါ့နော်ပြီးတော့မနှောပြမျိုးတန်ရောစီရှိတာလည်းပါတယ်နော်ဘာလို့ဆိုတော့အရန်ရောင်းသွားလို့နော်နောက်တစ်ခုကအမျိုးသားစီလို့အေးအမျိုးသားအတွက်ကျမ်းမာရေးနဲ့လीနော်အဲ့ယောက်ျားလေးအတူစီရလဲအဲ့ယောက်ျားလေးအတူစီဆိုတာနော် main ကလေးပေါ့ပြောချင်တာအိမ်အောင်တဲမမဟုတ်ဘူးနော်အဲဆယ်ကျော်တက်တရားစပြီးတော့ဒီဘုံဟိုပါလဲ ခိန်းကြည့်တာတို့အထိုင်များတာတို့နော်စာကြည့်တာအာရုံများတာတို့ခလေးယောက်ျားလေးတွေပေါ့နော်လူမျိုးပေါ်ဝေဝဲစလေးတွေကစပြီးတောက်လို့ရတာတော့တချို့ကဟိုယောက်ျားလေးအားစေးဆိုပြီးတော့မဟုတ်တကဲထင်နေမှာစေးလို့ပြောရင်ယောက်ျားလေးနဲ့ပတ်သက်တဲ့အဲဒီအာယုံကြောတို့ပေါ့နော်အကြောအကြောတွေပေါ့နော်ဒီခလေးတွေယောက်ျားလေးတွေအတူစီပေါ့အဲ့ဒါကိုမြင်ရလဲညှောနေတာအဲ့ဒါတောက်လျှောက်မျိုးသားတောက်လျှောက်တောက်ရတာတောက်လျှောက်လဲဟိုဘယ်လိုပြောမလဲ ကောင်းတယ်ပေါ့နော်အသက်ရွယ်ပိုင်းတစ်ခုနဲ့ကြတော့လဲကျမ်းမာရေးရှူတော့ကတော်တော်လေးကိုအဆင်ပြေတယ်ညင်လဲညုံနေပါလေကူဒီပူလေးကလည်းလာပြီးမြင်ဒီမှာဝင်မေးတဲ့ခါကျတော့တခါလေးပြပြလိုက်တာပါယေရှုမြတ်ကြီးတင်ပါတယ်နော်အမ